ီနေ့လက်တွေ့ဘဝမှာမိဘတွေနဲ့ in laws တွေပေါ့နော်ဒါတမက်တို့တမီချွေးမတို့ ਨੇ ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာပြဿနာဖြစ်ရှင်းပြလို့ရနိုင်တဲ့စီမင်းလေးတွေရှိပါတယ်ဆိုတဲ့အကြောင်းမျှဝေပေးသွားခြင်းပါတယ်မိဘတွေအနေနဲ့ကကိုသားသမီးလေးတွေကိုအမြဲတမ်းမှချစ်ကြတယ်အိမ်တော်ပြုသွားပြီးရင်လည်းချစ်ကြတာပဲဒါပေမဲ့လို့အိမ်တော်မပြုခင်နဲ့အိမ်တော်ပြုပြီးသွားရင်တော့ အခြေအနေကနည်းနည်းကွဲပြားခြားနားသွားပြီပေါ့နော်အဲ့ဒီတော့ဆက်ဆံရေးမှာလည်းနည်းနည်းပြောင်းလဲဖို့လိုလာသလိုသားသမီးတွေကလည်းမိဘကိုချစ်မြဲယူတင်မြဲဂုဏ်ပြုမြဲပါ ကျမတို့ခရိယန်တမန်ကျမ်းစာမှာ honor thy father and thy mother လို့ဆိုပါတယ်မိဘအပေါ်မှာသားသမီးကမဝေဖန်ရဘူးရိုသေလေးစားမှုတွေရှိရမယ်စသဖြင့်ပေါ့လေမိမိသားသမီးကလက်ထပ်လိုက်ပြီးမိဘနဲ့သားသမီးနှောင်ချိုးကတော့ရှိနေတော့ပါဒါပေမဲ့လို့ လက်ထပ်ပြီးသွားတဲ့အတွက်ကြောင့်မိဘရဲ့အချုပ်ချာအာဏာကတော့သားသမီးအပေါ်မှာ အပြည့်အဝမရှိနိုင်တော့ဘူးပေါ့နော်ဒါကိုမိဘတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိထားရမယ့်အချက်ပါဒါပေမဲ့တချို့သောမိဘတွေကတော့လက်ထပ်ပြီးသွားတဲ့သားသမီးရဲ့အိမ်ဆောင်ရင်းမှလည်းမေတ္တာတွေချစ်တာတွေဇောနဲ့သားသမီးရဲ့အိမ်ဆောင်ရင်းမှဝင်ပြီးတော့ရက်တီပေးကြတဲ့အခါမှာပြီးတော့အချုပ်ချာအာဏာကလည်းတစ်ဆက်သေးပဲ ရှိလာတဲ့အခါမှာအဲ့ဒီအိမ်ောင်ရေးကိုမတိလိုက်မတိပါတာ control လုပ်တလို့ဖြစ်သွားစေပါလေ။သားသမီးကလက်ခံတယ်ပဲဆိုပေမဲ့လို့မိဘအနေနဲ့ဒါကိုသိရတော့မယ်။မိဘအနေနဲ့ကသားသမီးကငါ့ကိုအရင်တော့ကလိုပဲယူသေးရမယ်။ငါ့စကားကိုအရင်တော့ကလိုပဲနားထောင်ရမယ်။အဲ့ဒီလိုသားသမီးအိမ်ောင်ရေးမှာမိမိကပဲအနှားလက်ထပ်လိုက်တယ်လို့ဖြစ်သွားပြီးတော့သားသမီးရဲ့အိမ်ောင်ရေးကိုဝင်ပြီးတော့ဆွတ်ဖက်တယ်လို့ဖြစ်လာပါဗျ။ အစအစအရာရာဝင်ပါလာတယ်။တာသမီရဲ့အိမ်ောင်ရင်းမှာဝင်ငွေထွက်ငွေဒီလိုလုပ်တဲ့နေ။ဒီလိုနေထိုင်တဲ့နေ။တာသမီကိုဒီလိုပြုစုစောင့်ရှောက်တဲ့နေ။စသဖြင့်ပေါ့လေ။ဂီယူနာနဲ့ပြောလာတဲ့အခါမှာ in loss တဲ့အနေနဲ့များလာရင်တော့ဘယ်လက်ခံနိုင်တော့မလဲနော်။ဒီတော့တာသမီတွေရဲ့သဘောထားတွေကအဲ့ဒီ advice တွေအဲ့ဒီအကြံပြုချက်တွေနဲ့ကွဲလွဲလာတယ်။တာသမီကမတောင်းဆိုဘဲနဲ့ကိုယ့်သဘောနဲ့ကိုယ်အတင်းအကြံဉာဏ်တွေပေးလာတယ်။ မိဘကလည်း enforce ပေါ့နော်အတင်းအချက်လှုပ်လာတယ်အဲ့ဒီတော့တာသမီအနေနဲ့မိဘကိုအခုလိုပြောရတော့မယ်အဖေတို့အမေတို့ပြီးတဲ့အကြံဉာဏ်တွေကိုရင်ထဲမှာတိမ့်ထားမယ်လိုအပ်တဲ့အချိန်မှာသုံးမယ်ဒီလိုအကြံပေးတဲ့အတွက်လည်းအမတန်းမှတန်ဖိုးရှိလာပါတယ်အဲ့ဒီလိုပြောရင်တော့တာသမီနဲ့မိဘ in laws နဲ့မိဘတွေအဆင်ပြေသွားနိုင်ပါတယ်အဲ့ဒီလိုဖြစ်လာခဲ့ရင်မိဘနဲ့အိမ်အောင်ပြုတ်ပြီးတဲ့တာသမီကနည်းနည်းခွဲပြီးတော့နေရတော့မယ် မိဘပြောတဲ့အတိုင်းမလုပ်ရင်လေဒီသားသမီးဒီ in laws တွေကမိဘနဲ့ပြဿနာဖြစ်လာတော့မယ်ပညာရှင်တွေကတော့အခုလိုဆိုပါတယ်အခုလိုဖြစ်လာတဲ့မိဘတို့ဟာသူတို့ရဲ့အိမ်တော်ကြီးဘဝဖြတ်တန်းလာရတဲ့အခါတုန်းကအတိတ်ပဲရှိတဲ့အတွေးတွေလက်ဟာခဲ့လို့လို့ဆိုပါတယ်အဲ့ဒီတော့မိမိရဲ့သားသမီးအိမ်တော်ကြီးကိုလည်းမိမိရဲ့မကောင်းတဲ့ကိုယ်ပိုင်လက္ခဏာတွေကိုယူဆောင်လာခဲ့တယ်လို့ဖြစ်သွားစေပါတယ်မိမိကိုမိမိအထင်ကြီးပြီးသားသမီးအပေါ်မှာ မိမိရဲ့အကြံဉာဏ်တွေကိုစွတ်အတင်းပေးလာပါတော့တယ်။တဖြည်းဖြည်းနဲ့ပိုးပို့ပြီးတော့ပြင်ထလာတတ်တယ်။အဲ့ဒီတော့လေဒီမြေးတွေအပေါ်မှာသားသမီးအပေါ်မှာပฏิပခတ်ဆန်တဲ့ intention တွေရှိလာတယ်။သားသမီးတွေ in law စင်နဲ့လေအတိုက်ခံနေဖြစ်လာပါတော့တယ်။ဒီချိန်မှာပြဿနာကဆလာပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့အရင်ဆုံးမေတ္တာတွေပေးပြီးမေတ္တာတွေနဲ့ပဲရက်တည်တာမကောင်းလားအဲ့ဒီလိုတစ်ဖက်ဆုံးရောက်အောင်ပေါ့နော်ဒီ သားသမီးကိုချစ်တဲ့အတွက်ကြောင့်အတင်းအဓမ္မအကြံဉာဏ်တွေပေးလာတဲ့အခါမှာဒီလိုဖြစ်တာကမိခင်တွေမှာပုံများတယ်လို့ဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အိမ်တော်ကြီးမကောင်းခဲ့လို့ပဲဖြစ်တယ်။အခုတော့ in laws တွေနဲ့သားသမီးတွေရဲ့စိတ်ကားတာဖဲကျင်တာကိုခံလာရတယ်ဆိုတာကိုခံစားလာရပါပြီ။ဒီတော့ပိုဆိုးလာတဲ့သားသမီးတွေနဲ့ in laws တွေကိုအတက်လုပ်လာတယ်။ဆွဆွဲပြောဆိုလာတယ်။ ာသမီတတ်တတ် in laws တတ်တတ်ခွဲပြီးတော့ဆက်ဆံတတ်လာပါတယ်ဒီလိုဖြစ်လာရင်အခြေအနေကတော်တော်တင်းမာနေပါတယ်တို့ရရှင်များရှင်နောက်တစ်မျိုးကတော့မိဘတွေကတာသမီရဲ့အိမ်အောင်ရေးမှာဝင်ရောက်ကျူးကျော်ဆက်ဖက်တဲ့အခါမှာဒီ in laws တွေကမိမိရဲ့ဇနီးဒါမှမဟုတ်မိမိရဲ့ခင်ပွန်းကိုကာကွယ်ဖို့အင်မတန်မှခက်ခဲသွားပါတယ်အထူးသဖြင့်ကတော့ခင်ပွန်းကိုကာကွယ်ဖို့မိမိရဲ့မိဘတွေစီကနေအင်မတန်မှခက်ခဲလာတဲ့အခြေအနေကိုရောက်ရှိသွားတယ် မိမိအနေနဲ့ကလည်းမိဘတွေကကိုယ့်ရဲ့မိသားစုဝင်နေဖြစ်တယ်။အဲ့ဒီတော့မိဘတွေကဝင်ရောက်ကျူးကျော်ဆွတ်ဖက်တာကိုခံရပြီးဒါဆိုမိမိကပြန်စဉ်းစားရမယ်။ဘာဖြစ်လို့ဝင်ရောက်ဆွတ်ဖက်ဖို့ခွင့်ပြုခဲ့တာလဲ။ဒါကိုလည်းမိဘကလည်းနားလည်ရမှာပေါ့နော်။ဒါဆိုရင်ဒီလိုဆွတ်ဖက်နိုင်ဖို့မိဘတွေဘက်ကငွေကြီးထောက်ပံ့မှုအကူအညီတွေရနေလို့လား။ခင်ဗျားတွေကဝင်ငွေနည်းနေလို့လား။သားသမီးတွေကိုကြောင်းကြိုကြောင်းပို့ဖို့မိဘတွေကပဲ လှုပ်ဆောင်ပေးနေရလို့လားဒါဆိုရင်တော့သူတို့ကတော့မရေမတွက်နိုင်လောက်အောင်ပဲအထက်စီးကနေဖြစ်သွားပြီဒါရီကိုမလို့အရင်တော့မိမိတို့အိမ်တော်ရေးကို control လုပ်လို့မရနိုင်ပါဘူးမိမိတို့ဘဝတဲကိုလည်းမဝင်လာနိုင်အောင်လို့ခွဲခြားပြီးတော့နေဖို့လိုလာပါပြီပြီးတော့မိမိတို့အိမ်တော်မှာမိမိတို့နှစ်ယောက်ကအခြေခံကြက်ကြက်မိမိတို့ဘာလုပ်တင်နေဆိုတာကို တွေးပြီးဆုံးဖြတ်ချက်ချပါတော့မယ် ဒါတွေကမိမိရဲ့အိမ်အောင်ရင်းမှာစဉ်းစားဉဏ်တုံရင်ဉာဏ်ကုမြူးဖို့တော့လိုအပ်ပါတယ်။ဒါဟာအိမ်အောင်ရင်းရဲ့အခြေအနေအရရမှာခွဲခြားပြီးသိဖို့လိုပါတယ်ဆိုတာကိုတင်ပြရင်းနဲ့ပဲမိမိတို့ရဲ့အိမ်အောင်ရင်းမှာ happy love နဲ့အဆုံးသတ်သွားနိုင်ကြပါစေလို့ကျွန်မဂျူလီယာချီချူခင်ကစုမုံကောင်တောင်းပေးရင်ဒီနေ့ဒီရိကယာကဏ္ဍကိုရနာခွင့်ပြုပါရှင်။နားဆင်ပြတဲ့တူဦးတယောက်စီတိုင်းကိုအထူးပဲအထူးပဲကျေးဇူးတင်ပါတယ်ရှင်။